ခန်းခုနှစ်မူလအဆင့်ပညာရှင်ထာဝရမြင့်မြတ်သောအရှင်သခင်ထိုးတန်သည့်ပဲ့တင်ထက်ထွက်ပေါ်နေစေဖြစ်ပြီးတစေတကောင်လိုနှိမ်မြန်သော ပုံရိပ်တစ်ခုက သူရှိတွင်ဘွားကနေပေါ်လာလေ၏စူစီမူသည်တေချာကြည့်လိုက်၏သူသည်တက်လက်ပိုင်းရွယ်လူတစ်ယောက်ဖြစ်ပြီးလင်းယုံလိုဆူရသောမျက်လုံးနှစ်ဖက်ကစူရဲတောက်ပနေ၏စူစီမူသည် တုံ့လုသွား၏ထိုတက်လက်ပိုင်းရွယ်လူ၏လှုပ်ရှားပုံနီးစနစ်နှင့်အော်ရသည်ခြံဝန်းထဲရှိ လူအားလုံးထက်တာလွန်နေလေ၏မူလအစဉ်ကျွမ်းကျင်တိုင်းပညာရှင်တက်လက်ပိုင်းရွယ်လူသည် သူ၏လက်ကိုကျောနောက်တွင်ကတ်လိုက်၏သူသည်ရုတ်တရက်သူ၏လက်ကိုဆန့်ထုတ်လိုက်သောအခါပြစ်ကနေဓာမီတန်ကကပ်ပါလာလေးအေးဆက်သောဓာရှိကစူစီမို၏မျက်နာစီသို့ထိုးဆိုင်လာလေ၏ဓာဖြားသည် အစိတ်ပြေးငွေတကောင်လိုအလိုက်တဲ့လွန်လူးနေပြီးကြာပို့တန်လိုထွက်ပေါ်နေကလွန်စွာလန့်ကျင်စရာကောင်းနေလေဒါသည် သူထံသို့မရောက်သေးတော်လဲဓာခွဲလေက သူမျက်နာကို ရိုက်ခတ်လာ၏စူစီမိုသည် သူမျက်နာမှအနှဲငယ်စဖြင်းဖြင်းနာကျင်မှုကို ခံစားရလေလက်ရှိ သူ့ရေပြား၏မာကျော်ကြန့်ခိုင်မှုသည်ဤဓာကိုရက်တက်နိုင်လေ ညီမဟုတ်ဆိုတာကိုစူစီမိုနားလည်လိုက်၏မူလအစဉ်ပညာရှင်ဤစွမ်းအားသည် သူ့အသက်ကိုအမှန်တကယ်ချိန်ချောင်းနိုင်စွမ်းရှိပေသည်မြည်တို့ပင်ဆိုစေစူစီမိုတွင်တိုက်ခိုက်ခြင်းအတွေ့အကြုံကလွန်စွာနေလွန်းလာလေသည်ယခုသူသည် တုံ့ပြန်မှုအနေငယ်နောက်ကျသွားပြီး သူ့ဘက်ကပြန်လည်တိုက်ခိုက်နိုင်မည့်အခွင့်အရေးမရှိတော့ပေစူစီမိုသည်ယခုဝင်လာတော်သားကို နွားရိုင်းလာရောင်ငေးမောခြင်းနှင့်ခုခံလင်ပင်သူမခုခံနိုင်သေးခင်မှာပင်ဒါကသူဦးကောင်းကိုထိုးဖောက်ပီးသားဖြစ်နေပေလိမ့်မည်နောက်ဆုတ်စူစီမူသည်ဘာမှစင်စားမနေပေသူသည်ကောင်းကင်ထဲသွားခြေလန်းကိုတုံးပြီး အနောက်သို့ပြင်းမြန်စွာဆုတ်လိုက်လေ၏ဟန့်တက်လက်ပိုင်းရွယ်လူသည်အရှိန်မြင့်၍စူစီမူ၏ညာဘက်မှထက်ချက်မကွာလိုက်ပါလာရင်ကျဲလောင်စွာလှောင်ရည်လိုက်၏စူစီမူသည်သူ့ဓာကွက်အောက်မှ ွတ်သွားเสียအကြောင်းမရှိပေဓားဖျားကစူစီမိုသည်မျက်နာတဝိုက်နာကက်လျက်လိုက်ပါနေစေဖြစ်၏လက်ရှိအခြေအနေက စူစီမိုအတွက်လွန်စွာအနည်းငယ်များလှလေသည် စူစီမိုသည်သူရှိမှတဖြက်ဖြက်လက်နေသောဓားကိုသာအာယုံစိုက်ကြည့်နေရ၏သူမျက်လုံးက နာကျင်လာပြီးမျက်ရည်များပင်ကျလာလေးဤထိုအချိန်တွင်တက်လက်ပိုင်းရွယ်လူဤမျက်လုံးထဲတွင်အကောက်ကြံတော်မီ အရေးအယောင်ကပေါ်လာ၏အိုးသွားပြီးငါနောက်မှာနေရန်ပဲရှိတော်တယ်စူစီမိုသည်ရင်ထဲမှာနှင်းသွား၏ရှမ်မီသားစု၏ခြံဝန်းသည်ကျယ်ဝန်းလာတော်လဲအကန့်အသတ်မရှိတာတော့မဟုတ်ပေနှစ်ဖက်စလုံးသည် မျက်စိတမိတ်အတွင်းတာလွန်အမြန်နှုံးများဖြင့်စုပ်ချီလိုက်ချီလုံနေကြတာဖြစ်ပြီး နောက်ဆုံးစူဇီမိုသည်နေရန်အနာထိရောက်သွားခဲ့အဲ့ဒီမှာထတ်ဆုပ်เสียနေရမရှိတော့ပေစူဇီမိုသည်နေရန်ကို ခွန်အားသုံးဖြိုချခြင်းလျင်တောင်းသူသည့်အချိန်တွင်ခဏတော့ယူရပေဥမီထိုးအချိန်တခဏအတွင်းတက်လက်ပိုင်းရွယ်လူသည်စူဇီမို၏အသက်ကိုနှုတ်ယူနိုင်စွမ်းရှိပေသည်ရက်လိုက်ထိုးချိန်တွင် တကားပတ်စီမှတန်မဏိစေပါဓာတ်ကိုကင်ထားသောလူတယောက်ရုတ်တရက်ဝင်ချလာလေ၏ ဦးလေးရှိုပဲစူစီမိုသည်ကျင်းနေချက်ထဲရောက်နေရောက်လာတော့သူကိုလှဲ့ပင်မကြည့်နိုင်တော့လေအတန်ကိုကြားတာနှင့်ပင်ဘသူဆိုတာသူတီးလိုက်ဤတက်လက်ပိုင်းရွယ်လူကတစ်ချက်လဲကြည့်ပြီးနောက်ဆောင်ရဲလိုက်ဤရှိုယူကပဂရိစအူးအဆင့်တိုင်းပညာရှင်သားလင်းဖြစ်လေသည် သူသည်မူလအဆင့်ပညာရှင်ဖြစ်နေလင်းတောင်းစူစီမိုကိုကယ်နိုင်လိမ့်မည်မဟုတ်ပေယခုအခါဓာရှေနှင့် စူစီမိုသည်လွန်စွာနီးကပ်နေပြီဖြစ်လေသည် နောက်ကျသွားပြီးသူကတေချာပေါက်သေးမှပဲတက်လက်ပိုင်းလူရွယ်လူကမထီမဲမြင်អော်ပြောလိုက်၏သူသည်သူဤဓာနှင့်အတူရှေ့သို့ခုံတက်လိုက်ရင် သူဤအမူအရာကအေးဆက်နေလေ၏တေချင်းရှင်ချင်းအဆုံးဖြတ်အချိန်မှပင်စူစီမိုးကရုတ်တရုတ်လွန်စွာတည်ငြိမ်သွားပြီးသူဤမျက်လုံးထဲတွင်ကြောက်ရွံ့မှုအရေးအယောင်စိုးစင်းများမရှိပေသူသည်မမျှော်လင့်စွာတည်ငြိမ်သွားပြီးနောက်သူဤအာယုန်ခံစိတ်က ပုံမှန်ထက်ပုံမိုဆူးရှပြက် တားလာလေဤစူစီမူသည်သူအသက်ရှင်တန်ရေးအတွက်သူကိုယ်သူသာအားကိုးရမည်ကို ကောင်းစွာသိထားလေဤစူစီမူသည်တိုးဝင်လာသောဓားကို မျက်နာမူပြီးမျက်လုံးကိုမှိတ်ချလိုက်ပြီးနောက်ကျင့်ကြံရေးကွင်းထဲမှာတော့စကြက်မြေတွင်နွားမျက်စာနေသော မြင်ကွင်းသည်သူအာယုန်ထဲတွင် ချက်ကနေပေါ်လာလေဤစူစီမူသည် သူ၏လက်ကိုအလိုလျောက်မြှောက်လိုက်ပြီးသူထံသို့တိုးဝင်လာသောခါဤကိုရေဘော်သို့တင်လိုက်ဤရစ်ပတ်ထိတွေ့ဆွဲနွားရိုင်းသားရဲ့ကိုဟန်သုံးသွယ်တဲ့ကအစွမ်းအထက်ဆုံးဖြစ်တဲ့နွားရိုင်းသားရဲ့ရှာစီပါဖောက်ရှံမိသားစု၏အိမ်တော်ခြံဝန်းထဲတွင်ကျွတ်ဆက်ဆက်အတန်တစ်ခုကပဲတင်ထဟင်းသွား၏ထို့နောက် လူတိုင်းသည်နေရာမှာပင်ငူငူကြီးရဲ့နေမိကြ၏ သူတို့၏မျိုးလုံးထဲတွင်စိတ်ရှုပ်ထွေးခြင်းတွေတန်လျာတွေနှင့်မယုံကြည်နိုင်မှုတွေက အထင်းသားလေး၏ပေါ်နေတက်လက်ပိုင်းရွယ်လူ၏လက်ထဲကဒါသည်အပိုင်းပိုင်းကျိုးပဲ့သွားပြီးမြေပေါ်သို့ပြန်ကျဲကျသွား၏သူ၏လက်ထဲတွင်တရိုးသာကြံခဲ့လေ၏တက်လက်ပိုင်းရွယ်လူသည် သူနှင့်မလန်းမကန်းတွင် ရှိနေသော စူစီမိုကိုကြည့်ရင်းပါဇက်အဟောင်းသားမျိုးလုံးဝိုင်းသားဖြစ်နေလေ၏သူသည်ရှေ့သို့ဆမလိုက်ရဲတော့ပဲ အနောက်သို့ပင်ပြန်ဆုပ်လိုက်လေးစုစီမူသည်အနေငယ်ပင်မနေဟန်ဖြင့်သူ့မျက်လုံးကိုဖွင့်လိုက်၏သူ၏ပုံစံသည်အနေငယ်ဝေခွဲမရဖြစ်နေဟန်တူ၏သူအသက်ရှင်နေသေးတာလားစောစောလေးကပင်စုစီမူသည်သူကိုယ်သူတေလူအဖြစ်သတ်မှတ်ထားပြီးဖြစ်၏လားမြင်မြန်သွားကြမည် ထိုအချိန်မှာပင် စူစီမိုသည် ရှိုယု၏အတန်ကိုကြားလိုက်ရ၏ရှိုယုသည် သူ့လက်ကိုဆွဲကာရှမ်မီသားစု၏အိမ်ပြင်သို့ပြေးထွက်လိုက်လေ၏ရှမ်မီသားစု၏အိမ်တော်မှ လူများသာမဟုတ် စူစီမိုကိုယ်တိုင်ပင်သူ့ကိုယ်သူမယုံနိုင်အောင်ဖြစ်နေ၏သူသည်စိတ်ရှုပ်ထွေးနေပြီးမတိလိုက်မတိဖာသာနှင့်ပင် ရှိုယုနှင့်အတူ ကလျေလိုက်ပါသွားလေ၏လမ်းတွင်ရှိုယုသည် စူစီမိုကို တောက်လျှောက်ကြည့်နေလေ၏ဒီအရင် ခဆောဆောက စူစီမိုစူမီသားစုအိမ်တော်မှထွက်သွားပြီးနောက်ဦးလေးချန်းကဒုတိယသခင်လေးပုံစံကိုကြည့်ရတာတပုံစံကိုကြည့်ရတာတဲ့မျိုးဖြစ်နေတယ်ဟု သူ့ကိုပြောခဲ့၏ဦးလေးချန်းသည်စူစီမိုရှမ်မီသားစုအိမ်သို့သွားကအကြောင်းပြချက်သွားတောင်းမှာကိုသို့တော်ကြောင့် ဒုတိယသခင်လေးနောက်သို့လိုက်သွားပြီးကာကွယ်ပေးရန်သူ့ကိုအမိန်ပေးခဲ့လေ၏ရှမ်မီသားစုအိမ်သို့သူရောက်သွားသည့်အချိန်တွင်တက်လက်ပိုင်းရွယ်လူက စူစီမိုကိုတိုက်ခိုက်နှင့်နေပြီးရှိုးယူ၏အမြင်သည်ဆူရှပြီးထိုလူကမူလအဆင့်ပညာရှင်ဆိုတာသူပြောနိုင်လေ၏စူစီမိုလိုခပ်ပြော့ပြော့စာပေသမားကမူလအဆင့်ပညာရှင်ကိုဘလို့ရန်သွားဆလိုက်လဲသူမစဉ်းစားတတ်ချေအခြေအနေကတရေရှင်ရေးဖြစ် နေပြီးသူ့မှာစဉ်းစားဖို့လဲမချိန်မရှိပေပထမဆုံးသူလောက်ရမည်မှာစူစီမိုဘေးကင်းနိုင်ဖို့ဖြစ်လေသည်တို့တော်လဲရှိုယူသည် သူမြင်ခဲ့တာတွေကို ပြန်စဉ်းစားရင်ပုံမတုံလို့လာလေဤရှိုယူသည်စူစီမိုဤလက်ဖွားကိုတေတေချာချာစိုက်ကြည့်နေလိုက်ဤသူတွင်တန်တရားများနှင့်တိကျင်နာတွေအများကြီးရှိနေလေသည်ဒုတိယသခင်လေးကသူ့လက်မှာလက်အိတ်ပုံစံချက်ဝတ်ကိုဆွထားတာများလား အဲ့လိုဆိုရင်တောင်မူလအဆင့်ပညာရှင်တယောက်ရဲ့လက်ထဲကတားကို အပိုင်းပိုင်းကြေမော့သွားအောင်ဆိုတာတော်တော်လေးကို သူ့ကိုထပ်ပြီးစဉ်းစားရခက်စေရာက စူစီမူကတိုင်းပညာလေးကျင့်ခဲ့သည်ကိုလည်းသူတခါမျှမတွေ့ဘူးပေအခုသူ့ပုံစံကအရင်ကထက်တောင်ပိန်ပါနေသေးသည်သာတခုခုတော့တခုခုပဲရှိုးယူသည် စူစီမူကိုအနေငယ်စမ်းသက်ကြည့်ရန်စိတ်ကူးပေါ်လာလေသည် သူသည်စူစီမိုကိုဆွဲထားသောလက်ကိုလွှတ်လိုက်ပြီးသူ၏အမျက်နှုံးကိုတင်လိုက်လေ စူစီမိုသည်သူ၏အတွေ့များထဲတွင်နှမျောနေပြီးလက်ရှိအခြေအနေကို မေ့လျော့နေက သူသည်ရှိုယု၏နောက်မှထက်ကြမကွာ အလိုလျောက်လိုက်ပါလာလေ၏ရှိုယုနှင့် စူစီမိုသည်စူမီတာစုအိမ်သို့များမကြာမီ ရောက်ရှိသွားလေ၏။ပူယုသည်နဖူးတွင်ချွေးဆက်များတီးနေပြီး သူ၏အသက်ရှူတန်က ပြင်းထန်နေက သူ့မျက်လုံးထဲမှအံ့အားသိမှုကို အထင်းသားမြင်နေရလေ၏သူသည်အပြန်လန်းတွင် သူ၏အမျက်နှုံးကို၃ချိန်ဆက်တိုက်အရှိန်တင်ခဲ့၏နောက်ဆုံးသူတက်နိုင်သည်မအမြန်ဆုံးအကန့်အသတ်သို့ရောက်ရှိခဲ့တာတောင်စူစီမိုကသူ့နောက်မှထက်ကြမကွာလိုက်ပါလာနိုင်စေဖြစ်၏သူသည်အပြန်လန်းတွင် သူ၏အမျက်နှုံးကို၃ချိန်ဆက်တိုက်အရှိန်တင်ခဲ့၏နောက်ဆုံးသူတက်နိုင်သည်မအမြန်ဆုံးအကန့်အသတ်သို့ရောက်ရှိခဲ့တာတောင်စူစီမိုကသူ့နောက်မှ ထက်ကြမကွာလိုက်ပါလာနိုင်စေဖြစ်၏သူ့ကိုပို့ပြီးအံ့ဩထိတ်လန့်စေကာကစူစီမိုဤအသက်ရှူတန်ကပုံမှန်အတိုင်းရှိနေပြီးအနေငယ်မောပန်းနေပုံပင်မရပေနောက်ဆုံးစူမီသားစုအိမ်တော်သို့ပြန်ရောက်မှပင်စူစီမိုသည်သူ့အတွေးများထဲမှနိုးထလာလေ၏တကယ်တမ်းတော့စူစီမိုကိုယ်တိုင်လည်းသူကိုသူအခြားသူတွေလိုအံ့အားသင့်နေမိ၏စူစီမိုသည်မဟာအိုင်းကဘာက တာရဲ့နဆိုးဘရင်စိတ်နှစ်ပါဤလျှို့ဝှက်နဲ့ဉာဏ်ဝင်ပညာရက်ကတာမန်ထက်ထူးခြားအစင်းမြင့်ဒီကိုတည်ထားတော်လဲသူဒီ၃လလောက်လေးကြည့်ယုံများနှင့်ဤလောက်ခွန်အားကြီးလာမည်ဟုတော့မထင်ထားပေလာမည်ဟဝေစုစီမိုသည်သူဤလဝါကို ကြည့်လိုက်ဤလဝါတွင်ဘာဒံယာမျှမရှိ ငါလုံနိုင်သွားပြီစူစီမိုသည်နွားရိုင်းသားရဲ့ရှာစီပါလှုပ်ရှားပုံအကွက်ကိုစောစောကတည်ချင်းရှင်ချင်းအကြက်တဲကာလာ၌အောင်မြင်စွာပုံဖော်နိုင်ခဲ့လေပြီစူစီမိုသည်ထိုအကြောင်းကိုတယုံကိုပြန်ကြွားရမည်ဟုတွေးကာပီတိဖြာနေလေတော့ဤထို့နောက်စူစီမိုသည်တခုခုမမမှန်သည်ဟုခံစားရ၍ငေါကြည့်လိုက်သောအခါရှိုယူက တမူထူးခြားစွာဖြင့်သူ့ကိုစိုက်ကြည့်နေသည်ကို တွေးလိုက်ရ၏ဘာလို့လဲဦးလေးရှုစူစီမိုက မေးလိုက်၏ရှိုယူကအတန်ကိုနေကပြောလိုက်၏ဘာမှမဟုတ်ပါဘူးဒီတိုင်းပဲနေပါတခင်လေးခန်းထဲမှာပြန်နာနေလိုက်လေကြတော့ပြီးမှလာခေါ်တော့မယ်စူစီမိုက ခေါင်းငိတ်လိုက်ဤရှိုယုသည် စူစီမိုကိုလိုက်ပို့ပြီးနောက်ဦးလေးကျန့်ဤအခန်းသို့တန်းသွားလိုက်ကာရှမ်မီသားစုအိမ်တော်တွင်သူမြင်ခဲ့ရသမျှအားလုံးကို ပြောပြလိုက်လေညအရာအခန်းထဲရှိ လူတိုင်းအံအားတင့်သွားကြလေဤယခုသူတို့ကိုပြောပြနေသော သူသည်ရှိုယုသာမဟုတ်လင်သူတို့တဲကဘသူမျှယုံကြည်ကြမည်မဟုတ်ပေဒုတိယသခင်လေးကမူလအဆင့်ပညာရှင်များဖြစ်နေမလား ယူချီဟိုက ရေရွတ်လိုက်ဤရှိုယူကခေါင်းခါလိုက်ဤမဖြစ်နိုင်ဘူးလူတွေကတိုင်းစားလေးကျင့်ပြီဆိုတာနဲ့သူတို့ရဲ့ခန္ဓာကိုယ်ပုံစံကတိတိတတ်တာပြောင်းလဲသွားကြတယ်သူတို့ရဲ့နားတွေကကားလာပြီး ခြေစစ်လက်စစ်တွေကကြီးလာရမယ်နောက်ပြီးလက်တွေက အသားမာတက်ပြီးခန္ဓာကိုယ်ကလည်းတမာထွားကျိုင်းလာရမယ် ဒါပေမဲ့ဒုတိယသခင်လေးစီမှာအဲ့လိုပြောင်းလဲမှုမျိုးတစ်ခုမှမတွေ့ရဘူး။သူ့လက်ကလေးတွေကသေးသွယ်ပြီးဘာသားမှမှလည်းမရှိဘူး။သူ့လက်တွေကလက်နဲ့တစ်ခုခုကိုတောင်ကင်ခဲ့ဘူးပုံမပေါ်ဘူး။ဦးလေးကျန်းကဝင်ပြောလိုက်၏ဒုတိယသခင်လေကတစ်ချိန်လုံးစာပေတွေပဲလေးလာနေတာကိုသူ့မှာဘလို့လို့တိုင်းလေးချင်းချင်းရှိမှလဲသူလေးချင်းခဲ့ရင်တော့ငါတို့တိရမှာပဲနောက်ပြီးလူတယောက်ကမူလအဆင့်ကိုရောက်ဖို့ဆိုရင် ဆယ်နှစ်လောက်တော့လေ့ကျင့်ရမှာပဲဒုတိယသခင်လေးအသက်ကငယ်ငယ်ပဲရှိသေးတာမဟုတ်လားရှိုယူးကစဉ်းစားလိုက်ပြီးပြောလိုက်လေဤငါတို့ပြန်လာတော့ကဒုတိယသခင်လေးကိုငါတက်တက်ဆန်းတက်ကြည့်ခဲ့သေးတယ်ငါတေချာပြောနိုင်တာတခုကတော့ဒုတိယသခင်လေးရဲ့ရွေးရမှုနီးစနစ်ကငါထက်ပိုမြန်နေဆိုတာပဲတိုင်းအာတင်သွားကြဤလူ စုမိသားစုဤအဆောင် အလျှောက်ခေါင်းဆောင်တယောက်အနေဖြင့်ရှိုယုသည်ရွေးရမှုနီးစနစ်များနှင့်ပတ်သက်ပြီးနောဂျေမနီလျင်တောင်သူ၏အမြင်နှုံးသည်ထိတ်ဆုံး၁၀ရောက်စည်ရင်ထဲကို ဝင်လေသည့်ဦးလေးကျန်းကမျက်မှောင်ကျုပ်လိုက်ပြီးမေးလိုက်၏ဒုတိယသခင်လေးကထိတ်တန်းအဆင့်ကိုဖို့ပညာကို လေ့ကျင့်ထားတာများလားတိုင်းလောကတွင်ဖားပြုတ်ဖန်းချေရှစ်လန်းတို့မျိုးထူးခြားအစိမ့်မြင်လာသည့်ကိုဘော့ပညာရဲ့များရှိလေသည့်ထိုပညာများကို လေ့ကျင့်လိုက်ရင်ထိုသူသည်ပြန်လွားတကောင်ကဲ့သို့ ပေါ်ပါသွားပြီးရွေလျားမှုအမြဲနှုံကလည်းအခြားသူများထက်တိတိတတ်တာတာလွန်နေပေလိမ့်မည်မဟုတ်လောက်ပါဘူးရှိုယူးကခေါင်းခါပြောလိုက်၏ဒုတိယသခင်လေးကဘာတိုင်းပညာမှမသုံးမဲနဲ့ကိုငါနောက်ကနေလိုက်လာတာသူဘာအကွက်မှ သုံးတာလဲမတွေ့ရပါဘူးလူတိုင်းစဉ်းစားရကြက်သွားကြ၏အဲ့ဒါက တိတ်တော့အတိတ်ပဲမရှိဘူးမူလအဆင့်ပညာရှင်တယောက်ကဘာလို့ဒုတိယသခင်လေးကိုတိုက်ခိုက်ရတာလဲအဲ့ဒါကသူ့ကိုဂုံတိတ်ခါကြစေရဲမဟုတ်ဘူးလားဦးလေးကျန်းကမျက်မှောင်ကျုပ်ပြီးပြောလိုက်ဤဦးလေးကျန်းပြောချင်တာကအဲ့ဒီလူက စူစီမိုးကိုတတ်ချင်ရင်အခြားတိုင်းသမားတယောက်ကို ခိုင်းလိုက်ရင်ရနေပြီလေမူလအဆင့်ပညာရှင်တယောက်အနေနဲ့သူကိုယ်တိုင်တိုက်ခိုက်ဖို့လို့လားတကယ်တော့ ရှိုးယူသည်အဲ့ဒီကို တော်တော်နောက်ကျမှရောက်သွားတာဖြစ်ပြီးစူစီမိုကလူသုံးယောက်ကိုဇက်တိုက်တက်ပစ်လိုက်တာကိုသူမမြင်လိုက်ရပေအဲ့ဒီကိုသူရောက်ခဲ့သောအချိန်တွင်စူစီမိုသည်အသက်အန္တရာယ်ပေးနှင့်ကြုံတွေ့နေရတာဖြစ်ပြီးသူသည်ပဝင်းကျင်ကိုပင်ကောင်းကောင်းကြည့်ချိန်မရပဲစူစီမိုကိုခေါ်ကာရှမ်မီသားစုအိမ်မှထွက်ပြေးလာခဲ့တာဖြစ်သည်ဝိညာဉ်နှုတ်ဓာသမာထံမင်ကျွင်းသည်စူစီမိုကိုတိုက်ခိုက်ခြင်းလို့ တိုက်ခိုက်ခဲ့တာမဟုတ်ပဲမလွဲမရှောင်သာ အခြေအနေကြောင့်ထို့သို့လှုပ်ဖို့တွန်းအားပေးခံခဲ့ရသည်ဆိုတာကိုယခုဒီမှာရှိနေကြသောမြည်သူမျှမသိကြပေ။အိုးမဟုတ်သေးပါဘူး။ထိုအချိန်တွင်စုမီသားစုအဆောင်တယောက်သည်ထိတ်လန့်ကြောက်ရွံ့နေဟန်ဖြင့်တကားကိုတွန်းဖွင့်ဝင်လာပြီးအပြင်မှလူတွေအများကြီးပဲသူတို့ပုံစံကတော်တော်ရန်လိုနေပြီးတော့ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းရောကြီးတောင်းဖို့ဒုတိယသခင်လေးကိုထုတ်ပေးဖို့ပြောနေကြတယ်ဟုအမောတကောပြောလိုက်လေဤဘာလို့ကြောက်နေတာလဲသူတို့ကဘသူတွေမို့လဲလျှအိုယူကလေးနဲ့တော့အတန်ဖြစ်မေးလိုက်ဤသူတို့ကဇောင်းမိသားစုနဲ့မိမိသားစုက လူတွေပဲရှမ်းမိသားစုကရှန်နန်ကလည်းသူ့လူတွေအများကြီးခေါ်ပြီးပါလာတယ်။စုမီသားစုအဆောင်ကတတွေးကိုခက်ခက်ခဲခဲမျိုးချလိုက်ရပြီးမှ ပြန်ဖြေလိုက်လေ၏အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းနဲ့လားဦးလေးကျန်းကညင်သာစွာ ရေရွတ်လိုက်၏ရှိုယုပြောပုံအရဆိုလျင်စူစီမိုသည်ရှမ်မီသားစုမှမြေသူကိုမျှတက်ဖြတ်ခဲ့ခြင်းမရှိပေဒါဆိုသူတို့ကဘာလို့အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းရော်ကြီးတောင်းချင်နေရတာလဲခြေပဲဒါတက်တက်ရန်လာစတာပဲဒုတိယသခင်လေးကဘလို့လို့လူတက်နိုင်မှာလဲ ဧကောင်တွေငါနဲ့တွေ့မယ်ယူချီဟိုကပြောရင်စိတ်တူလာပြီးအပြင်းတို့ပြေးထွက်သွားလေဤခဏနေဦးလေးကြနန်းကလေတန်ပြော့လေးဖြင့်ငါကိုအပြင်းကူထုတ်ပေးဟုချောင်းဆိုရင်ပြောလိုက်ဤငါကြံ့တင်ပြင်းကိုထွက်လို့မရဘူးလေဂန်ယာတွေကပိုဆိုးလာမှာပေါ့ရှိုယုကအနှင်းမြန်ဝင်တားလိုက်လေဦးလေးကျန်းကခေါင်းခါလိုက်ဤသူသည်တီချီခိုင်မာသောလေတန်ဖြင့် အခုလာတဲ့သူတွေကပြဿနာရှာဖို့ရောက်လာကြတာတခင်လေးကလည်းမရှိဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ငါတစ်ချက်တော့တွားကြည့်ရမှာပဲဟု ပြက်သားစွာပြောလိုက်လေဤစုမီသားစုမှလူအချို့သည်အပြင်သို့ထွက်ကြည့်လိုက်ကြပြီးနောက်ရင်ထဲမှာနှင်သွားကြလေဤအိမ်ပြင်ပန်း၌လူပေါင်း၄900ာလောက်ရှိနေပြီသူတို့အားလုံးသည်ရန်လိုနေကြကသူတို့ထဲမှအများစုမှာစအိုးအဆင့်တိုင်းသမားများဖြစ်ကြလေဤ ူတို့ထဲမှ၃ယောက်ကတော့အစောပိုင်းမူလအဆင့်ပညာရှင်များဖြစ်ပြီးထို၃ယောက်ထဲတွင်ထမင်ကျင်းလေပါလီဤစူမီတာစု၏လူအင်အားနှင့်လုံနိုင်စွမ်းရဆိုလျင် သူတို့သည်ဤပြဿနာကို ကောင်းကောင်းကင်တွင်မဖြေရှင်းနိုင်ပါကသူတို့အားလုံးအသက်ခံရတာပင်ဖြစ်နိုင်လေသည်အခန်း၈စူဟုံထာဝရမြင့်မြတ်သော အရှင်သခင်သခင်လေးဆောင်ရဲ့နောက်ကတိုင်းဝှစ်ဆောင်ဝှစ်ထားတဲ့ဗလာတောင်တောင်နဲ့ကောင်က အလေအလတ်မူလအဆင့်ပညာရှင်ဖြစ်လိမ့်မယ်အားလုံးပဲတက်နိုင်သမျှတီးခံကြရမယ်ပြဿနာတက်အောင်မလုပ်ကြနဲ့ငါတို့တခင်လေးစုဟုံပြန်လာတဲ့အထိစောင့်မရမယ်ဦးလေးကျန်းကတီးတိုးပြောလိုက်၏စုမီသားစုမလူအားလုံးအံ့အားတင်သွားကြ၏အလေအလတ်မူလအဆင့်ပညာရှင်ဖြူယူက ခတ်တိုးတိုးပြောလိုက်၏ ီလူကိုငါအရင်ကမမြင်ဘူးပါဘူးဒီငနဲ့ကပင်ရမ်းမျိုးကမဟုတ်တော့ဘူးအားလုံးပဲတတိထားကြဘယ်မှာလဲစူစီမိုးသူ့ကို အခုထုတ်ပေးစမ်းရှန်လန်သည်သူ၏ရောင်ကိုင်းနေသော မျက်နာကိုအုပ်ထားပြီးဒေါသတကြီးအော်ပြောလိုက်၏ရှိုယူသည်ရှေ့သို့လှမ်းထွက်လိုက်၏သူသည်လက်သီးနှင့်လက်ဝါးကို ထိလိုက်ကာတီကြီး တော်လီတန်ဖြင့်လူတွေကများလိုက်တာခမားတို့ဘာလို့များဒုတိယသခင်လေးကို တွေ့ကျင်နေရတာလဲမသိဘူးခင်မြခေါင်းဆောင်လူတွေထဲမှဘရိုကိတ်ဝတ်စုံနှင့်လူငယ်တယောက်သည်ခောက်ရက်တောင်တချောင်းကိုကင်ထား၍ပြုံးလိုက်ပြီးအသက်တချောင်းအတွက်အသက်တချောင်းပဲအဲ့ဒါကပြောင်းလဲလို့မရတဲ့အမှန်တရားပဲဒုတိယသခင်လေးစုက သူတက်ခဲ့တဲ့လူတွေအတွက် သူကိုယ်တိုင်ပေးဆက်ရလိမ့်မယ်ဟုပြောလိုက်လေထို့လူမှာဇောင်းယူဖြစ်ပြီးတနည်းအားဖြင့် သခင်လေးဆောင်ဖြစ်လေသည်သူသည်ပကတိဆောဦးအဆင့်တိုင်းသမားဖြစ်ပြီးပင်ရန်မြို့၌အတော်အတန်နမေကြော်ကြားလေတီတုဘေးကတယောက်ကတော့လီယွမ်မောင်တို့တခင်လေးလီဖြစ်လေသည်သွားတေလိုက်ပါလားဟယူချီဟူသည်ဇောင်ယူကိုလက်ညှိုးထိုးရင်းအပေါင်းအာရင်တန်တန်ဖြင့်អော်ပြောလိုက်လေဤအသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းပေးရမယ်ပြောကြည့်ဆို မင်းကိုမင်းအရင်တက်သေးလိုက်လေအကိုကြီးကွန်ကိုတက်ခဲ့တာမင်းတို့မဟုတ်ဘူးလားဦးလေးကြံ့သည်ချောင်းတဟို့ဟို့ဆိုရင် ပင်တက်ကိုရှိုက်လိုက်ကဒုတိယသခင်လေးကလူသုံးယောက်တက်ခဲ့တယ်ဆိုတာခမည်းတော်မှာဘာတက်သေးရှိလို့လဲဟုမေးလိုက်ဤရှမ်းနန်ဒီသွားဖြဲ၍အယုတ်ဆိုးစွာ ရေမောလိုက်ရင် အဖိုးကြီးစူစီမို သူတို့ကိုတက်ခဲ့တာ ရှမ်းမိသားစုအိမ်တွေကလူအလုံးမျက်မြင်ကိုတွေ့ပဲဟုပြောလိုက်ဤထို့သို့ပြောပြီးနောက် ရှမ်းမိသားစုမှလူအချို့သည်ငိုဆုံအပါဝင်အလောင်းသုံးလောင်းကို ရှေ့သို့တရွေရွှေနှင့်တဲထုတ်လာကြလေသူတို့သည်တေဆုံးပြီးနေပြီဖြစ်တော်လဲသူတို့၏မျက်လုံးများကပိတ်မနေပေသူတို့၏မျက်လုံးများရဲ့တွင်အံအိုထိတ်လန့်ကြောက်ရွံ့မှုတို့ကိုအထင်းသားမြင်နေရ၏ထိုအရာကသူတို့သည်မသေးခင်အချိန်ကလေးတွင်အလွန်အမင်းထိတ်လန့်တုံ့အုပ်ဆရာနှင့်ကြုံတွေ့ခဲ့ရကြောင်းတသက်ပင် ရှူယူနှင့် အခြားသူများသည်အလောင်းများကို မြင်သောအခါအံ့အားသင့်တုံ့လုံသွားကြလေထိုအရာကရက်ဆက်လွန်းလာသည် သူတို့ထဲမှနှစ်ယောက်ဤရင်အုပ်နေရသည်လက်ကောက်ဝတ်လောက်ရှိသောလက်နက်တစ်ခုခုနှင့် ထုတ်ချင်းပေါက်ထိုးသွင်းခံခဲ့ရပုံပေါ်ဤအခြားတစ်ယောက်ဤရင်အုပ်ကလည်းယိုယွင်းပြက်စီးနေပြီးအယိုးများကလည်းကျိုးပဲ့ကျေမွားနေလေဤဦးလေးကျန်းကသူတို့ကိုတစ်ချက်ဝေးကြည့်လိုက်ပြီးတည်ငြိမ်သော ပုံစံနှင့်ပင်ခေါင်းကိုခါရမ်းလိုက်ဤဝါမရှိပဲနဲ့ဝီးလုံးလို့မရဘူး ဒုတိယသခင်လေးစုကစာပေသမားတယောက်ဆိုတာပင်ရင်းတစ်မျိုးလုံးက လူကုန်တည်တယ်သူကဒီဆုပ်ဦးအဆင့်တိုင်းသမား၃ယောက်ကိုဘလို့လုတ်တတ်နိုင်မှာလဲပောက်တက်ကြရရေလျှောက်ပြောမနေနဲ့တော့ဆောင်ယူကသူဤစက်ကူရဲ့တောင်ကို ဖြန့်လိုက်ရင်စုမီသားစုက စူစီမိုကို ထုတ်မပေးဘူးဆိုရင်မင်းတို့အားလုံးဒီနေ့အကုန်သေးရမယ်ဟုအေးဆက်စွာဖြင့်ပြောလိုက်လေဤသူတို့ကိုတတ်ခဲ့တာငါပဲ ထိုချိန်တွင်လူအုပ်ကြီး၏အပြင်ဘက်မှအတန်တတန်ကထွက်ပေါ်လာပြီးလူတိုင်းကအတန်ထွက်လာရသို့လှဲကြည့်လိုက်ကြ၏အစိမ်းရောင်ဝတ်စုံနှင့်စာပေသမားတစ်ယောက်သည်ခြေလအန်ကျဲကျဲဖြင့်ခေါင်းကော့ရင်မော့ကရှောက်လာလေ၏စူစီမိုဖြင့်လေဒီစူစီမိုသည်စူမီသားစုမှလူအလုံး၏ရှေ့တွင်မတက်ထွက်ရက်လိုက်၏ ူရပေါင်းများစွာ၏ရှေ့တွင်မတည့်ရဲ့ရင်ဆိုင်နေရတော်လဲသူ၏မျက်နာတွင်ကြောက်ရွံ့မှုတစုံတရာရှိမနေဘဲအတန်ကြဲကြဲဖြင့်အော်ပြောလိုက်၏သူတို့ကိုတတ်ခဲ့တာငါပဲအဲ့ဒီကိစ္စကငါနဲ့ပဲဆိုင်နေငါကိုယ်တိုင်ဖြေရှင်းမယ်ဒုတိယသခင်လေးစိတ်လိုက်မှန်ပါမလို့ပါနဲ့ယူချီဟိုကဝင်သားလိုက်ဤရှိုယူကခတ်တိုးတိုးကပ်ပြောလိုက်ဤဒုတိယသခင်လေးသူတို့ကမကောင်းတဲ့ရည်ရွယ်ချက် နဲ့လာကြတာသူတို့မှာအခြားကြံစီရှိတယ်။အခုပြောနေတာကတင်ထွက်လာဖို့အတွက်အကြောင်းပြချက်တစ်ခုသာသာပဲသူတို့လက်ကွက်ထဲမဝင်မိစေနဲ့လီရွမ်မောင်ကအတိအခက်စွာပြုံးလိုက်ပြီးဒုတိယသခင်လေးကိုယ်တိုင်ကဝန်ခံနေပြီဆိုတော့ ကိစ္စကရှင်းနေပြီပဲဟုပြောလိုက်လေဤဒုတိယသခင်လေးကိုကာကွယ်ကြဦးလေးကျန့်ဤလေတန်က ခိုင်မာပြတ်သားလေသည်အစွမ်းကုန်ကာကွယ်ကြကလန်စုမီသားစုမှလူတိုင်းသည် သူတို့၏လက်နက်များကိုဆွဲထုတ်လိုက်ကြ၏ရိုယူးနှင့်အခြားသူများသည်စူစီမိုနှင့်ဦးလေးကျန့်ကိုဝင်းရံလိုက်ကြကတဖက်လူအုပ်ကြီး၏ရံမှကာကွယ်ပိတ်ဆို့ထားလိုက်ကြ၏နှစ်ဖက်စလုံးသည် အချိန်မရွေးထပ်တတ်တော်မီအနေထားသို့ ရောက်ရှိသွားကြလေဆောင်ယူက သူဤခောက်ရဲ့တောင်ကိုတိမ့်လိုက်ကအေးဆက်စွာပြောလိုက်၏စူစီမိုကိုဖမ်းကြရှေ့မှလာပည့်ရတဲ့သူ အကုန်တက်ကွာစူစီမိုသည်လက်တီးကိုဆုပ်ကာကောင်းကင်ထဲသွားခြေလန်းကိုပုံဖော်ရန် အစဉ်တင့်ပြင်လိုက်၏ သူသည်လူအုပ်ကြီးထဲသို့ပြေးဝင်ချကာမူလအဆင့်ပညာရှင်များနှင့်တိုက်ခိုက်ခြင်းနေ၏ပြောရမည်ဆိုလျှင်သူသည်စအူးမူလအဆင့်ပညာရှင်များနှင့် ရင်ဆိုင်ရမည်ဆိုပါကအကျိတ်အနေတိုက်ခိုက်ရပေလိမ့်မည်ဒီမှာက အလေလက်မူလအဆင့်ပညာရှင်များပင်ပါလာလေ၏သို့သောယခုအချိန်နေအရအခြားရွေးချယ်စရာကလေးမရှိပေရုတ်တရက်အဝေးမှဒုံဆိုင်လာသော မြင်းခွာတန်ထွက်ပေါ်လာ၏ချက်ချင်းဆိုသလိုပင် ထိုအတန်ကသူတို့နှင့်နီးကပ်လာလေ၏ငါညီလေးကိုထိရဲတဲ့ကောင်းမှန်သည်။တေပြီးသားမတ် စုဟုံကလမ်းអော်လိုက်လေ၏တက်ဖြက်လိုစိတ်အပြေးနှင့်မြင်းစည်းလာသောလူတယောက်သူတို့စီတို့ဒုံဆိုင်ဝင်လာသောအခါလူအုပ်ကြီးကခြေသွွားကြလေ၏သူသည်မြင်းဆက်ကျိုးကို တင်းတင်းကင်ကစူမီသားစုအိမ်တော်သို့ဝင်ရောက်လာလေ၏ထိုလူသည်ခန့်မြင့်မြင့်မြင်းတကောင်ကို စီးလာက သူ၏လက်ထဲတွင် တန်မဏိလန်ရှိတချောင်းကိုကင်ဆွဲထားလေသည် ထိုလူတွင်အာကောင်ပြင်းထန်သောအသက်ဖြက်အော်ရာကထွက်ပေါ်နေ၏သူ၏အကြည့်သည်စူးရှပြင်းထန်နေပြီးဘသူမှသူနှင့်မျက်လုံးချင်းစုံမကြည့်ရဲကြပေထိုလူ၏မျက်နာတွင်ကြောက်เสียကောင်းသော အမာရွတ်တစ်ခုရှိနေပြီးထိုအရာကသူ၏နာရောင်မှနရွက်ဖျားနာထိရှိလျားလေ ထိုဒံရာသည်ကျက်သွားပြီဖြစ်တော်လဲဒံရအနာမပြူထွက်နေသောနီရဲနေသောအသားနုက ကြောက်เสียအမာရွတ်ကို ဖြစ်ပေါ်နေစေ၏ထိုကြောင့်เสียအမာရွတ်ကထိုလူကိုပူပြီးရက်ဆက်တဲ့ပုံပေါ်သည်ဟုထင်ရလေဆိုဟုံးတခင်လေးစုသူကိုမြင်သောအခါစုမိသားစုမှလူအလုံးဝမ်းသာသွားကြလေ၏သူတို့မျက်နာမှအပျော်ကို ဖုံးကွယ်မထားနိုင်ကြပေ ဆောင်းယူလီရွံမောင်မင်းတို့အရွယ်ရောက်လာပြီလားမင်းတို့ကစုမိသားစုကိုတောင်ပြက်တနာလာရှာရဲနေပြီပေါ့လေ စုဟုံကမြင်းပေါ်မှာမစင်းထိုင်လျက်သားနှင့်ပင်သူတို့နှစ်ယောက်ကိုငုံကြည့်ပြီးရေခဲသည်။အေးဆက်သောလေတံဖြင့်ပြောလိုက်၏။ဟာဟာဘသူများလဲလို့သခင်လေးစုပဲ။ခမားရောက်လာတာနဲ့အတော်ပဲ။ကျုပ်ကခမားကိုစောင့်နေတာတော်တော်တောင်ကြသွားပြီးဇောင်ယူကပြုံး၍ပြောလိုက်၏။သူကြည့်ရတာကြိုတင်ပြင်ဆင်လာတာတွေရှိပုံရလေသည်ဇောင်ယူ၏အနောက်တွင်မတည့်ရက်နေသောငနေသည် တိုင်းဝတ်စုံကိုဝစ်စင်ထား၏သူ၏အကြည့်သည်အေးဆက်နေပြီးသူ၏ကြောတွင်စေပါဒါအထူကြီးကို လွှဲထားလေ၏သူကအော်ပြောလိုက်၏သခင်လေးစုက အသက်30အရွယ်ဆောက်ဦးမူလအဆင့်တိုင်းပညာရှင်လို့ပြောကြတာကြောက်ကြဘူးပါရဲ့ဒီနေ့တင်တဲ့တွေးဆောင်ရတာဝမ်းသာစရာပါပဲကျုပ်တို့တယောက်နဲ့တယောက်နည်းနည်းလောက်လက်ရည်ဆန်းကြည့်ကြမယ်ဆိုရင်ဘလို့သဘောရလဲကျုပ်ကတေလူတယောက်ရဲ့နာမည်ကိုသိဖို့ ငါစိတ်မဝင်စားဘူးထိုလူသည်သူ့စကားကို ဆုံးအောင်ပင်မပြောရသေးခင်စုဟုံကဖြက်ပြောလိုက်လေသွားစုဟုံသည်ခတ်တိုးတိုးអော်လိုက်၏သူ့မြင်းကအရှိသို့ပြေးဝင်သွားကချက်ချင်းဆိုသလိုတိုင်းဝှဆုံဝှထားသောဗလာတောင်တောင်ငနေနာသို့ရောက်သွားပြီးတစ်ချိန်တည်းဆိုသလိုပင်စုဟုံကသူ၏လန်ရှိကိုပြစ်သွင်းလိုက်လေ၏မင်းကတော့တေးကျင်နေပြီထင် တဲ့ဗလာတောင်းတောင်းမင်းကတည်ငိမ့်စွာဖြင့်သူဤဓာထူကြီးကို ဆွဲထုတ်လိုက်က သူဤမူလအဆင့်အော်ရာကထွက်ပေါ်လာလေသူသည် ရှေ့သို့ခုန်လိုက်က သူဤစေပါဓာကြီးကို လွှဲလိုက်ပြီး သူထံသို့ပြေးဝင်လာသောစုဟုံကိုခုတ်ချလိုက်၏သူကတကယ်ပဲအလေအလတ်မူလအဆင့်ပညာရှင်ပဲအရှူယူကခေါင်းညိတ်ပြောလိုက်၏စူစီမိုသည် ထိုစကားကို ကြားသောအခါတောင့်တင်းသွားလေ၏